လူ300ဆလောက်ထိညံကောင်းကြတဲ့ကမ္ဘာညံရေးကောင်းဆုံးလူလေးယောက်ပြည်သူများအားလုံးပဲမင်္ဂလာပါ။ဘာလွားကထူးခြားစံပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုပါရစေ။ညံရေးကိုတိုင်းတာရမှာ IQ ရမှတ်ကအဓိကအသုံးပြုပေမဲ့ငရဲညံရေးဟာစွမ်းရည်မျိုးစုံတန်းသစ်တွေ့ထင်မှုပညာရေးဆိုင်ရာပံ့ပိုးမှုတွေပါဝင်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာညံရေးကောင်းဆုံးလူလေးယောက်ကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်1 Marlin Bosman IQ 228မိုင်လင်းဘော့စမန်ဟာကမ္ဘာအမြင့်ဆုံး IQ ရှိတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီးဂင်းနစ်မှတ်တမ်းတင်ခဲ့ပါတယ်။သူမအမေရိကန်မှာမွေးဖွားခဲ့ပြီးငယ်စဉ်ကတည်းကသင်ချာနဲ့ယုံကြည်ခြင်းဆန်ရာပြဿနာတွေကိုဖြေရှင်းတတ်ခဲ့ပါတယ်။1986ခုနှစ်ကစပြီး Freight Magazine မှာ S Marlin ဆိုတဲ့ column ကိုရေးသားခဲ့ပြီးလူတန်းပေါင်းများစွာမေးခွန်းတွေဖြေကြားခဲ့ပါတယ်။သူမရဲ့ Monty Hall ပြဿနာဖြေရှင်းမှုဟာနာမည်ကြီးခဲ့ပါတယ်။ဘော့စမန်ဟာစာအုပ်ရေးသားမှုတွေလုပ်ခဲ့ပြီး ညာရင်ဆိုင်ရာစမ်းသပ်မှုတွေဆွေးနွေးခဲ့ပါတယ်။သူမ၏ညာရင်ဟာယုံကြည်ခြင်းသိပ္ပံနဲ့တသနိကအရဆွေးနွေးမှုတွေမှာထင်ရှားပါတယ်။နံပါတ်1ခရစ္စတိုဖာလန်ကန် IQ 195ကနေ210ကြားခရစ္စတိုဖာလန်ကန်ဟာအမေရိကန်မှာအမေရိကန်ရဲ့အသီးဆုံးလူအဖြစ်လူသိများပြီး IQ ရမှတ်195ကနေ210အထိရှိပါတယ်။လန်ကာကိုလံဘီယာတက္ကသိုလ်မှာတင် जा ခဲ့ပြီး SAD စာမွေးပွဲမှာအရင်ဖြစ်ခဲ့အမှတ်ပြရခဲ့ပါတယ်။သူ့ရဲ့နာမည်ကြီးသီအိုရီဖြစ်တဲ့ Cognitive Theoretic Model of the Universe CTMU ဟာစကြဝဠာရဲ့မူလအဆအကိုရှင်းပြခဲ့ပါတယ်။လံငန်းအားဒသနိကသိပ္ပံနဲ့သင်္ချာကိုပေါင်းစပ်ပြီးစာအုပ်တွေရေးသားခဲ့ပါတယ်။သူဟာမန်စာဖွဲ့ဝင်ဖြစ်ပြီးဉာဏ်ရည်ဆိုင်ရာစမ်းသပ်မှုတွေဖန်တီးခဲ့ပါတယ်။နံပါတ်3 SCC Lestey Unit IQ 163ကနေ340 SCC Lestey Unit ဟာစင်ကာပူမှာမွေးဖွားခဲ့တဲ့ငယ်ဘဝဉာဏ်ရည်ရှင်တဦးဖြစ်ပြီး IQ 163ကနေ340အထိရှိပါတယ်။ ူဟာအသက်9လမှာစကားစပြောခဲ့ပြီးအသက်10နှစ်မှာစာဖတ်နိုင်ခဲ့ပါတယ်။အသက်10နှစ်မှာဓာတုဗေဒဘာသာရဲ့အစဉ်စဉ်စာမွေပွဲတွေကိုဖြည့်ဆို့ခဲ့ပါတယ်။ယူလီရဲ့ဉာဏ်ရည်ဟာသင်္ချာသိပ္ပံနဲ့ဘာသာစကားတွေမှာတင်ရှားပါတယ်။သူဟာငယ်စဉ်ကတည်းကမီဒီယာတွေမှာပါဝင်ခဲ့ပြီးကမ္ဘာဉာဏ်အကောင်းဆုံးလူသားဖြစ်လူသိများခဲ့ပါတယ်။ယူလီရဲ့မိဘတွေဟာသူ့ကိုအိမ်မှာသင်ကြားခဲ့ပြီးရိုးရာပညာရေးစနစ်ကိုကျော်လွန်ခဲ့ပါတယ်။သူဟာအသက်6နှစ်မှာဓာတုဗေဒစမ်းသပ်မှုတွေလုပ်ခဲ့ပြီးလက်ရှိသင်္ချာနဲ့ယူဘဗေဒပညာရပ်တွေလေ့လာနေပါတယ်။ နံပါတ်၄ Tarens Tao IQ 130 Tarens ဟာအော်စတြေးလျမှာမွေးဖွားခဲ့တဲ့သင်္ချာပညာရှင်တဦးဖြစ်ပြီး IQ 130ရှိပါတယ်။အသက်2နှစ်မှာစာဖတ်နိုင်ခဲ့ပြီးအသက်6နှစ်မှာတက္ကသိုလ်ဝင်နိုင်ခဲ့ပါတယ်။ Tarens ဟာအသက်20နှစ်မှာဘွဲ့ရရှိခဲ့ပြီး UCLA မှာ Professor ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့နာမည်ကြီးအလုပ်တွေဟာ Number Theory, Harmonic Square စိတ်ဖြာမှုတွေဖြစ်ပါတယ်။ Tarens ဟာ Philips ကိုရရှိခဲ့ပြီးကမ္ဘာအကောင်ဆုံးသင်္ချာပညာရှင်တွေထဲမှာအပါအဝင်ဖြစ်ခဲ့ပါတယ်။ သူဟာဘလော့ရေးသားပြီးတင်ချပညာရှင်ဖြစ်ချင်တဲ့လူငယ်တွေအတွက်အကူအညီပေးခဲ့ပါတယ်။တာနက်စဲညင်ဟာပြဿနာဖြစ်ရှင်းမှုနဲ့စမ်းသစ်မှုမှာတင်ရှားပါတယ်။သူဟာအသက်၁၀နှစ်မှာကတည်းကတင်ချဆောင်ဝယ်ဖြည့်ဆို့ခဲ့ပြီးလက်ရှိယူဘဗီဒါနဲ့တင်ချပညာတွေမှာဆက်လက်ပါဝင်နေဆဲဖြစ်ပါတယ်။အဆုံးထိကြည်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။